ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အမေရိကစစ်တပ်ကမကြုံစဘူးကဘာအနက်မှာတာဝန်ထမ်းဆောင်နေတဲ့တပွင့်ဘူးချုပ်နဲ့အထက်အရာရှိကြီးတွေကိုအချိန်တူလေးအတွင်းမှာအစည်းအဝေးခေါ်ယူခဲ့ပါတယ်။ဒီအစည်းအဝေးကိုဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့မရိတ်တပ်ဖွဲ့တပ်ကတော်ရဲ့ကွန်တီကိုစစ်စခန်းမှာပြုလုပ်ခဲ့တာပါ။ ထူခြားချက်ကတော့ကမ္ဘာအနှံ့နိုင်ငံပေါင်း12နိုင်ငံကျော်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ဘူချုပ်တွေအလုပ်ကိုတပတ်အတွင်းမှာအစည်းအဝေးဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ပင်တဂွန်ကခေါ်ယူခဲ့တဲ့အစည်းအဝေးမှာကာကွယ်ရေးဝန်ကြီး နမေတိအရာဆိုရင်စစ်ဝန်ကြီးဖစ်ဟက်ဆင်တာမကသမ္မတဒေါ်နယ်ထရန့်ကလည်းဘူချုပ်တွေအလုပ်ကိုကိုယ်တိုင်တွေးဆစကားပြောခဲ့ပါတယ်။အစည်းအဝေးကာလကတော့တရက်သေးပဲဖြစ်ပါတယ်။ တယံဝင်ထုတ်ပြန်ထားတဲ့စစ်ဝန်ကြီးရဲ့မိခွန်းပါအကြောင်းအရာတွေကတော့စစ်တဲတော်စိတ်ဓာတ်ပြန်လည်ထူထောင်ရေးရုပ်ပိုင်းစိတ်ပိုင်းစံနှုန်းသစ်များချမှတ်ဖို့နဲ့စစ်ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေကိုစစ်ဘက်ခေါင်းဆောင်တွေကိုရှင်းပြဖို့ဖြစ်တယ်လို့ဆိုပါတယ်ဒီလောက်များပြားတဲ့ဘူချုံတွေကိုလုံချုံရေးအန်ဒီရဲ့အဖြစ်ခံပြီးနိုင်ငံရဲ့ခြားတွေကနေရုတ်တရက်ပြန်ခေါ်တာဟာအရေးကြီးတဲ့ရုတ်ဝဲအကြောင်းအရာတစ်ခုခုရှိနေနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ မော်လ်ဒိုဘာဆိုတဲ့နိုင်ငံလေးကပြည်သူတွေကတော့ရုရှားပေါ်ကြောက်ရွံ့မှုတွေကိုထင်ထင်ရှားရှားပြခဲ့ကြပါတယ်အရင်နှစ်ကသတင်းတွေမှာဖော်ပြခဲ့သလိုပဲဥရောပနဲ့ယူကရိန်းကြားမှာရှိတဲ့မော်လ်ဒိုဘာလို့ခေါ်တဲ့အရှေ့ဥရောပနိုင်ငံငယ်လေးမှာရွေးကောက်ပွဲကျင်းပကြပါတယ်။နိုင်ငံရေးအင်အားစုနှစ်ခုရှိနေပြီးတော့လက်ရှိမှာအာနာယ PAS ပါတီကဥရောပနဲ့ပေါင်းချင်ပြီးအတိုက်ခံတွေကတော့ရုရှားဘယ်လိုက်တူတွေရှိခဲ့ပါတယ်။ စက်တင်ဘာလ28ရက်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလက်တွေကတော့ဒီကနေ့ထွက်ပေါ်လာပါပြီ။မော်လ်ဒိုဘာပြည်သူတွေကဥရောပလူလာတွေဆိုတာကိုပြက်ပြက်သားသားပြခဲ့ကြပါတယ်။ရုရှားရဲ့စုဖက်ဝါဒဖျက်မှုတွေရှိနေတဲ့ဆိုတော့ဆွစဲချယ်ရီဂျာကပဲဥရောပလူလာတဲ့ PAS ပါတီကပါလီမန်နေရာအများစုကိုအပြတ်အသတ်ဆက်လက်ရယူနိုင်ခဲ့ပါတယ် ချင်ရှားတဲ့ PES Party ကိုစလေ Radu Marian ကတော့သူ့ရဲ့ Facebook စာမျက်နှာမှာ Moldova 3ပူရင်3ညဆိုပြီးတော့တင်ထားလိုက်ပါတယ် လမ်မရီဘီကဓာတ်ကျူးတွေပေါ်မှာတိပင်တွေပေါ်မှာခုန်လိုက်ပြေးလိုက်သွားနေတဲ့အမွေးဖွားဖွားအကောင်လေးတွေတွေ့ဖူးမှာပါအဲ့ဒီရှင့်လေးတွေတွေ့ရင်ချစ်စနိုလေးကြည်တတ်ကြပါရဲ့ဒါပေမဲ့အမေရိကန်နိုင်ငံမှာတော့အဲ့လိုရှင့်လေးတကောက်အတွက်တတိပေးချက်တွေထုတ်ပြန်ထားရပါတယ်အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ဆန်ရီဖယ်နဲ့လူကတ်စ်ဗယ်ရီနီယာတွေမှာကြော်ညာလေးတွေကတ်ထားတာတွေ့ရပါတယ် ကြော်ညာလေးတွေထဲမှာတော့ဒေါသထွက်နေတဲ့ရှင်းတကောက်ကလူတွေကိုတိုက်ခိုက်လေးရှိနေတာမို့တတိထားကြဖို့တတိပေးထားပါတယ်လူတွေမွေးထားခဲ့တယ်လို့ယုံကြည်ရတဲ့ရှင်းငယ်လေးတကောင်ဟာလူတွေကို လိုက်ပြီးတော့ကိုက်နေလို့အ ਨੇ ဆုံးလူနှစ်ယောက်ကိုစေးရုပ်ကအရေးပေါ်လူနာခန်းကိုပို့လိုက်ရတယ်လို့တော်ရိုင်းသရိဆန်ကျွန်းကျင်သူတွေကပြောပါတယ်အဲ့ဒီတတိပေးကြော်ညာထဲမှာကစိတ်အလွန်ဆိုးနေတဲ့ရှင်းတကောင်က လူတွေကိုတိုက်ခိုက်နေတဲ့အဲ့ဒီရှင်ဟာဘယ်ကမှမသိထွက်လာပြီးလူတွေကိုတိုက်ခိုက်တတ်တယ်လို့ရေးထားပါတယ်ဝိုင်ကဲလို့ခေါ်တဲ့တော်ရိုင်းတရိတ်ဆန်ကဲဆယ်ရေးဌာနကဆက်သွယ်ရေးဒါရိုက်တာအဲလီစင်ဟာမန့်စ်ကတော့လူသားတွေလက်သက်မွေးထားတဲ့ရှင်းဆိုတာသိချရတယ်လို့ပြောပါရယ်